မင်္ဂလာပါသောတာရှင်များရှင် FEBC အတံလွင့်ဌာနမှာဒေတိအတော်တမချန်းအစီအစဉ်များကိုတင်းလာနေမှတောက်ကြနေအထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာလူသားတိုင်းရဲ့ကက်တင်ရှင်သခင်ယေရှုခရစ်တော်ကလူသားတွေဟာဆိုးဝါးလွန်းလို့အဖနဲ့သားအမိနဲ့သမီးယောက်မနဲ့ချွေးမ အချင်းချင်းကွဲပြားကြလိမ့်မယ်လို့မိတ်ဆိုတော်မူတဲ့ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး၁၂ကိုဒီကနေ့သင်သိရတော့တမန်ကျမ်းစီစဉ်မှာလေ့လာမှာဖြစ်ပါတယ်။ယေရှုခရစ်တော်မိတ်ဆိုတော်မူတဲ့အတိုင်းလဲကျွန်တော်တို့မိတင်းနေထိုင်အသက်ရှင်ရရှိနေကြတဲ့ဒီကဘာကြီးဟာလောဘလွန်ကျူးမှုတွေကြောင့်အစိတ်စိတ်အမောမောအကွဲကွဲအဖြစ်ဖြစ်ဖြစ်ခဲ့ရတာဟာဒီကနေ့အထိကုစားလို့မရနိုင်သေးပါဘူး။လောဘလွန်ကျူးသူတွေရဲ့ဖျားမဲ့အရင်းရှင်စနစ်ကိုနာကြီးမုံဒီခါးသီးသူတွေရဲ့နှလုံးသားကင်းမဲ့တဲ့ ကွန်မြူနစ်စနစ်ကအပြင်းထန်တော်လှန်ပစ်ခဲ့ရမှာကျွန်တော်တို့ရဲ့ဒီကဘာကြီးဟာဒီကနေ့ထိတိုင်အောင်နလံမထူနိုင်သေးပါဘူးကဘာကြီးငြိမ်းချမ်းစေဖို့ဖွဲ့စည်းတည်ထောင်ထားတဲ့ကဘာကုလသမဂ္ဂအဖွဲ့ကြီးဟာမငြိမ်းမချမ်းခိုက်ရန်တွေ ဖြစ်ပွားနေတာကိုဖြေရှင်းနေရတဲ့အကြောင်းနဲ့အတူရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး7ကိုဒေါက်တာထွန်းမြတ်အေးကအခုလိုသုံးသပ်တင်ပြထားပါဗါကေတင်ရှင်ရဲ့ကြီးမားတဲ့အမှုတော်ဆောင်ဘဝကိုရောင်ပြန်ဟတ်စေတဲ့ကြံကြီးတစုပေါ့ တခြားခရစ်ဝင်ကျမ်းတွေမှာပါဠိသားအချက်တွေနဲ့အတူရှင်လူကတူးသာဖော်ပြတဲ့ပုံပြင်ဥပမာတော်ကလေးများကိုလည်းဒီကျမ်းပိုင်းမှာကျွန်တော်တို့တွေ့ရမှာပါ။ပါရီရှဲတို့ဤတဆေးကိုသတိပြုဆိုတဲ့အချက်နဲ့စတင်ကြပါစို့။ရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်1ထိုအခါအတိုင်းမသိများစွာသော လူတို့သည် စုဝေး၍အချင်းချင်းနင်းမိမတက်နေကြသည်ရှိသောယေရှုသည်တပည့်တော်တို့အားမိန့်တော်မူသီကားဟျော့ဝဲချင်းဒီဟုသောပါရီရှဲတို့ဤတဆေးကို ရှေးဦးစွာကျင်ဆောင်ကြလော့ခရစ်တော်ရဲ့လောကမြေပြင်ပေါ်မှာအမှုတော်ဆောင်ဘဝရဲ့အထွတ်အထိပ်အချိန်အခါသမယလို့သတ်မှတ်နိုင်ပါလိမ့်မယ်။ထောင်ပေါင်းချီပြီးပြိသက်တီတကောက်ကောက်နောက်ကလိုက်နေတယ်။လူပေါင်းမရေမတွက်နိုင်လောက်အောင်သူတို့ခံစားနေရတဲ့ယောဂဝေဒနာတွေကနေပျောက်ကင်းအောင်ကဲတင်ပေးခဲ့တယ်လို့ဒီနေရာမှာကျွန်တော်တို့မြင်နိုင်ပါပြီ။အခုဆိုရင်ပြိသက်တီဟာများလွန်းလို့ကြက်ညက်နေပါတယ်။မော့လို့ခေါ်တဲ့ အကျန့်ဖက်လူအုပ်ကြီးများလားလို့လေစိုးရိမ်ရမယ်အခြေအနေလို့ကျွန်တော်တို့တွက်ဆနိုင်ပါလိမ့်မယ်။ဖာရီရှဲတို့ဤတဆေးကိုရှောင်ကြတဲ့။တဆေးဆိုတာကိုတမာကျန်းစာမှာတခါမှကောင်းတဲ့ရှိတော်ကမသုံးခဲ့ဘူးဆိုတာကိုကျွန်တော်ဒီနေရာမှာထပ်မံအတည်ပြုလိုက်ပါရစေ။အငယ်နှစ်မှငါဖုံးထားလျက်ရှိသမျှတို့သည်ပွင့်ကြလိမ့်မည်။စိတ်ွယ်ရာရှိသမျှတို့သည်လည်းထင်ရှားလိမ့်မည်။မောင်မိုက်၌တင်တို့ပြောသည်မြသောအရာများကိုသူတပားတို့သည်အလင်း၌ကြားကြလိမ့်မည်။ ဖရင်တို့ပြီအခန်းထဲမှာနားအပား၌ပြောသောအရာများကိုအိမ်မိုးပေါ်မှာဟစ်ကြော်ကြလိမ့်မည်ငါအဆွေတို့ဖရင်တို့အားငါဆိုသည်ကားကိုခန္ဓာကိုသတ်၍နောက်တဖန်အရှင်းမပြုတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်အဘယ်သူကိုကြောက်ရမည်နည်းဟုမူကားကိုခန္ဓာကိုသတ်ပြီးမှငရေတဲ့သူချနိုင်သောသူကိုကြောက်ကြလော့ငါအမှန်ဆိုသည်ကားထိုသူကိုကြောက်ကြလော့စိတ်ဝိညာဉ်ကိုမသတ်နိုင်နဲ့လူသားအချင်းချင်းကို အရှင်မကြောက်ဖဲအသက်ရှင်တော်မူသောသခင်အမှုတော်ကိုအသက်ပေးဆောင်ရွက်တဲ့အစင်မြင့်စိတ်ဓာတ်မျိုးကိုခရစ်တော်ကိုယ်တိုင်လူသားအဖြစ်နဲ့ပြသခဲ့ပါပြီ။အသင်းတော်တို့ရဲ့ကနဦးယုံကြည်သူများဟာလည်းပြသသွားခဲ့ကြပါပြီ။ဒါအပြင်သာသနာအာဇာနည်ကြီးများဖြစ်တဲ့မာတင်လူသာ၊အိုလီဗာကရွမ်ဝဲလ်စသီတို့ပုဂ္ဂိုလ်ကြီးတွေနဲ့အတူမရေမတွက်နိုင်တဲ့သာသနာပြုဆရာကြီးတွေဟာသက်သေပြသသွားခဲ့ကြပါပြီ။အာဖရိကတောနယ်လိုနေရာမျိုးမှာ ငွေဝယ်ကျွန်စနစ်နဲ့ဘာနဖူးတိုက်တူးတဲ့လူတွေရှိခဲ့ဘူးတယ်ဆိုတာမငင်းနိုင်ဘူးလို့အာဖရိကတိုင်းရင်းသားအသမဲတွေကြားမှာသေတပန်သက်တဆုံဘဝကိုမြုပ်နှံပြီးတော့ဒီလူမဲတွေနဲ့လက်ရည်တပြင်းစီနေထိုင်အသက်ရှင် အမှုတော်ဆောင်ခဲ့တဲ့မုံမြတ်တဲ့ပါကနာပြုပုဂ္ဂိုလ်ကြီးတွေရှိခဲ့တယ်ဆိုတာကိုကျွန်တော်မေ့လို့မရပါဘူးမြန်မာစကားမှာနီးရသားမှုကြောက်ရတယ်ဆိုတာရှိပါတယ်ဖျားသခင်ရဲ့သင်ရှင်းသောဝိညာဉ်တော်ဟာ နီးရတာတဲ့ပို့ပြီးတော့နီးတယ်လူသားရဲ့နှလုံးသားဟာသူ့ကိုအာကိုခိုလုံနိုင်ပါစေသူ့ကိုရှာဖွေနိုင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သလိုက်ပါရစေအငယ်6မှ9စာငှက်9កောင်ကိုအသရိနှစ်ပြားအဖိုးနှင့်ဝဲရသည်မဟုတ်လောထိုစာငှက်တကောင်ကိုမြတ်ဖျားသခင်မေ့လျော်တော်မမူတင်တို့သပင်သည်လဲအကုန်အစင်ရေတွက်လျက်ရှိထို့ကြောင့်မကြောက်ကြနှင့်တင်တို့သည်စာငှက်အများတို့တဲ့သာ၍မြတ်ကြ၏ ငါဆိုသည်ကအကျဉ်သူသည်လူတို့ရှေ့မှငါကိုဝန်ခံအံ့ဖျားသခင်ဤကောင်းရင်တမန်တို့ရှေ့မှလူသားသည်ထိုသူကိုဝန်ခံမည်အကျဉ်သူသည်လူတို့ရှေ့မှငါကိုညင်းပယ်အံ့ဖျားသခင်ဤကောင်းရင်တမန်တော်တို့ရှေ့မှထိုသူကိုငါညင်းပယ်မည်ခရစ်တော်ဟာကျမ်းတတ်တွေပါရိရှဲတွေကို လူရှေ့သူရှေ့မှအပြစ်တင်ဝေဖန်ခဲ့ပြီးကြတဲ့ကတိတ်တခိုးသေမိတ်ကြခဲ့တယ်လို့ရှိကြပါပြီခရစ်တော်ရဲ့နောက်လိုက်တပည့်တော်တွေအဖို့လဲ ဒီလိုကြမာငင်နိုင်တဲ့အဆင့်မှာရှိတဲ့အတဲ့ခရစ်တော်သူတို့စိတ်ကိုငြင်းစေခြင်းနဲ့ဖတ်တိရှိလာစေခြင်းနဲ့ဒါကြောင့်အခုလိုခွန်အားပေးနေတယ်လို့ကျွန်တော်မြင်နိုင်ပါတယ်သူရဲ့အမှုတော်ဆောင်တဲ့လူများအပြည့်ခရစ်တော်ဟာအသိစိတ်ဆန်းဆန်းစောင့်ရှောက်နေတယ်မဆနေတယ်ခွန်အားပေးနေတယ်ဆိုတာကိုသိနာလေနိုင်ပါတယ်အငဲတစ်ဆယ်လူသားကိုနှုတ်ဖြင့်ပြမှားသောသူမြည်ဒီကအပြည့်နဲ့လွတ်စေခြင်းအခွင့်ကိုရနိုင်၏ ။တန်ရှင်းသောဝိညာဉ်တော်ကိုကဲ့ရဲ့သောသူမိပြီကအပြည့်နှင့်လွတ်စေခြင်းအခွင့်ကိုမရနိုင်ရ။နှုတ်ဖြင့်ပြစ်မှားတာကိုခွင့်လွှတ်နိုင်မယ်။စိတ်နှလုံးကပါဝင်နေတဲ့ပြစ်မှားခြင်းအတွက်တော့အပြည့်မလွတ်ဘူး။အတွင်းသောဟာပို့ပြီးအရေးကြီးတယ်ဆိုတာကိုသိပြုကြရပါလိမ့်မယ်။အငယ်၁၁နဲ့၁၂သင်တို့ကိုတရားစရတ်သို့၎င်းအကဲမှုမင်းများရှိသူ၎င်းပို့ဆောင်ကြသောအခါအဘယ်သို့ပြန်ပြောရမည်ကိုမစိုးရိမ်ကြနှင့်အကြောင်းမူကာ ထိုခဏချင်းတွင်အဘယ်သို့ပြန်ပြောရမည်ကိုဖန်ရှင်သောဝိညာဉ်တော်သည်အကြံပေးမည်ဟုမိန့်တော်မူ၏ဒါကိုကိုအပြင်းထေးတာနဲ့ပဲတရေတွေဆွဲပြီးတော့တရားဟောချက်ကိုအရှင်းမပြင်ဆင်ဘဲနဲ့ပလင်တော်ဘော်ကိုတက်သွားတာမျိုးမလုပ်ဖို့အလေးအနက်သတိပေးလိုပါတယ်ခရစ်တော်ကသူ့ရဲ့ခေတ်ကာလအချိန်အခါမှာအသက်နဲ့ရင်းပြီးတော့အမှုတော်ဆောင်ရတဲ့လူတွေအသက်ကိုဖဲ့နဲ့ထုတ်ပြီးအလုလုနေရတဲ့တမန်တော်တွေအတွက်အထူးအခွင့်အရေးပေးတယ်လို့ကျွန်တော်တို့ဒီနေရာမှာမြင်ရပါလိမ့်မယ် နောက်ပြီးတော့စောစောကကျွန်တော်ပြောခဲ့တယ်လို့သိတိတင်ပေးနေတယ်လို့ဆိုခြင်းရင်လဲရနိုင်ပါတယ်ဒီလိုပဲကယ်တင်ရှင်ဟာတကူပေးခဲ့တယ်တန်ရှင်းသောဝိညာဉ်တော်နဲ့အောင်မြင်စွာ အမှုထမ်းဆောင်စေခဲ့တယ်သစ္စာတကူကြီးမားစွာနဲ့အသင်းတော်များကိုတည်ဆောက်စေခဲ့တယ်ဆိုတာဒီကိုအနာဂတ်ကျမ်းများနဲ့တမန်တော်ဝတ္ထုမှာအထူးသဖြင့်ကျွန်တော်ဆက်လက်ရှုမြင်ကြရပါလိမ့်ဦးမယ်အငယ်73နဲ့74လူအစုအဝေး၌ပါသောသူတယောက်ကအရှင်ဖျား အကျွန်ုပ်အကိုဒီအမွေဥစ္စာကိုအကျွန်ုပ်အားဝေပေးပါမည်အကြောင်းအမိန့်ရှိတော်မူပါဟုလျှောက်လျင်ကိုတော်ကအချင်းလူအဘဲသူသည်တင်တို့အမှုကိုစီရင်ခွဲဝေပိုင်သောအခွင့်ကိုငါအားအပ်ပေးသနည်းဟုမိန့်တော်မူ၏ခရစ်တော်ရဲ့ပထမအကြိမ်ကြွလာတော်မူခြင်းဟာအခုလိုအမွေကိစ္စရွှေကိစ္စငွေကိစ္စစတဲ့တရားစီရင်ခြင်းတွေအတွက်မဟုတ်ပဲကဲတင်ခြင်းတရားကိုပေးဖို့အတွက်သာဖြစ်တယ်ဆိုတာကို ခရစ်တော်ဒီနေရာမှာသိစေခြင်းပါတယ်။လောကပစ္စည်းဥစ္စာအကြောင်းကိုတမင်သိစေခြင်းလို့ဆက်လိုက်တာကိုတော့အခုလို့ထပ်ပြီးတွေ့ရပါလိမ့်မယ်။အငယ်5ထိုမှတပါလောဘလွန်ကျူးခြင်းကိုတရိနှင့်ကျင်ဆောင်ကြလော့။အကြောင်းမူကားစီးစိမ်ရှိတော်လဲစီးစိမ်၌အသက်မတည်ဟုမိန်တော်မူ၏။မိတ်ဆွေများခင်ဗျာရုပ်ပစ္စည်းကိုသာကိုးကွယ်မတက်ဖြစ်နေတဲ့စီးပွားရေးခေတ်ကြီးထဲမှာလောဘလွန်ကျူးခြင်းဟာကျွန်တော်မိတ်ဆွေတို့ရဲ့အသက်တာတွေကို နိုင်စားမသွားကြပါစေနဲ့လို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။ရေစည်းကြောင်းတို့ရဲ့စီစဉ်ခြင်းကိုကျွန်တော်အသိအမှတ်ပြုပါတယ်။အများမိုးကားရေဖောက်တယ်လို့ဖောက်ရတတ်တဲ့အကြောင်းကိုလည်းကျွန်တော်မမြင်ပါဘူး။ဒါပေမဲ့ကယ်တင်ရှင်သခင်ခရစ်တော်မှာကြားတော်မူခဲ့တဲ့အမိန်မှားတမ်းတွေဟာစီစဉ်ရာမြည်ရည်ရဲ့ကမ်းမှာအမြဲတမ်းတည်ရှိနေလျက်လို့ကျွန်တော်ဖော်ပြလိုက်ပါရစေ။အခုကျွန်တော်တထေးလူမိုက်ဆိုတဲ့အကြောင်းကို ခေါင်းစဉ်ပေးပြီးအစပြုကြပါအောင်စို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7နှစ်အငယ်16မှ21အထိတဖန်ဥပမာစကားကို မိန့်တော်မူသည်ကားခထေးတူး၌မြေကောင်း၍အသီးအနှံများလာ၏ထိုတထေးကငါသည်အဘဲသို့ပြုရမည်နီအသီးအနှံများကိုတိုထားเสียအရမရှိ ပြုမည်အကြံမူကားငါတိုက်များကိုဖျက်၍ကျဲသောတိုက်တို့ကိုတီးပြီးမှငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကိုတိုထားမည်ငါဝိညာဉ်အားလည်းအချင်းဝိညာဉ် သင်သည်နှစ်ပေါင်းများစွာသုံးဆောင်ရန်ဥစ္စာများကိုတူထားလျက်ရှိပြီးငြိမ်ဝတ်စွာနေလော့စားဖောက်ခြင်းပျော်မွေ့ခြင်းကိုပြုလော့ငါပြောမည်ဟုသတိအကြံရှိ၏ထို့သောအကြံရှိစဉ်တွင်ဖျားသခင်ကအချင်းလူမိုက်ယနေ့ညပင်သင်၏ဝိညာဉ်ကိုရုပ်သိမ်းရာအချင်းရောက်လိမ့်မည်ထို့ဖြစ်၍သင်သည်ပြင်ဆင်သူထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်းဟုသတိအားမိန်တော်မူ၏ထို့အတူကိုဖို့ဗန္တာများကို စီးပွ၍ဖျားသခင်ရှေ့တော်၌ဆင်းရဲသောသူမြည်သည်ကား ထိုသတိနှင့်တူသည်ဟုမိန့်တော်မူ၏တငါရီငါဆိုပြီးတော့လောကဥစ္စာပစ္စည်းတွေအကဲ့ငါယောဂတက်နေတဲ့လူရဲ့ပုံစံကိုမြင်အောင်နိုင်ကြပါလိမ့်မယ်ငါမှာဘုံဘောလောအောထွက်နေတဲ့အသီးနှံတွေအတွက်ငါဘာလုပ်ရပါမလဲဆိုပြီးတော့ငါတိုက်ကိုငါချက်ပြီးငါတို့ထားမယ်ငါဝိညာဉ်လည်းငြိမ်းချမ်းပြီးဝါပြောပြီးစိုက်တယ်လို့သာနေပြီးတော့လို့ငါပြောမယ်ဆိုပြီးတော့သူ့မှာငါတွေအထက်ထက်ဖြစ်နေတယ်တနည်းအားဖြင့်တော့အသက်တာကိုသူ့ပိုင်နေပေါ့ သေချာစဉ်းစားတော့ဒီလူဟာလူယုံမှမဟုတ်ဘူးဥပရေဖောက်ဖျက်သူလည်းမဟုတ်ပါဘူးအကျင့်ဖောက်ပြန်နေတယ်လို့လည်းမဆိုနိုင်ပါဘူးအိမ်တောင်တစ်ခုရဲ့သစ္စာရှိဖခင်တယောက်လည်းဖြစ်မှာအေကံပဲလို့တောင်ကျွန်တော်တွေ့ပါတယ်ကစောသမားဘိန်းသမားလို့လည်းပြောလို့ချက်မှမရပါဘူးအေးဖျားသခင်ကတော့လူမိုက်လူခေါ်ဝေါ်ဆုံးဆွဲတယ်ဘာဖြစ်လို့လဲဆိုတော့ငါဒီမှာသာသူဟာငါအဖြစ်တည်ရှိနေလို့ပဲသူဟာလောဘလွန်ကျူးရင်တငါတဲ့ငါနေလို့ပဲ တနည်းအားဖြင့်ပြောရရင်တော့သေခြင်းတရားရဲ့နောက်မှာဘာမှမရှိတော့သလိုကို့ဘဝကျင်းချင်းကလေးရဲ့တက်တန်းတူတူကလေးအတွင်းကသက်မဲ့ပိုင်ဆိုင်ခြင်းတွေအပေါ်မှာစိတ်ဓာတ်လွန်ကဲနေပြီဆိုမှဖြင့်အဲ့ဒီလူဟာလူမိုက်ပဲလို့ဘုရားသခင်ဆုံးဖြတ်တယ်။နက်ပြန်သေခြင်းသေမှာဒီနေ့ဘိုက်ရိုက်စားပြီးပျော်ပျော်ကြီးသာနေဆိုတဲ့ဝါရသမားတွေလည်းမဖြစ်ပါစေနဲ့။လူဆိုတဲ့တတ္တဝါဟာဝိညာဉ်ရှိတဲ့ဘုရားသခင်ရဲ့သားသမီးများသာဖြစ်ပါတယ်။ အဟိတ်တရိစ္ဆာန်များမဟုတ်ဘူးဆိုတဲ့အချက်ကိုအလေးနဲ့စင်ကျင်အောင်မေ့ကြဖို့တိုက်တွန်းလိုက်ပါရစေ။အငယ်22မှ24တပန်းတပဲ့တော်တို့အားမိန့်တော်မူသည်ကထို့ကြောင့်တင်တို့သည်အဘဲသို့စားရမည်ဟု၍အဖက်အဖို့မစိုးရင်ကြနှင့်အဘဲသို့ဝတ်ရမည်ဟု၍ကိုအဖို့မစိုးရင်ကြနှင့်ဟုငါဆို၏အစာတဲ့အသက်မြတ်သည်မဟုတ်လောအဝတ်တဲ့ကိုမြတ်သည်မဟုတ်လောကြီးကားများကိုကြည့်ရှု၍စင်ကျင်ကြလော့ ထိုငှက်တို့သည်မျိုးစေ့ကိုမဆိုင်မကျဲစပားကိုမရိပ်စပကြီးမရှိဗန္တာတိုက်မရှိသို့တော်လည်းဖျားသခင်သည်သူတို့ကိုကျွေးမွေးတော်မူ၏ထိုငှက်တို့တဲ့တင်တို့သည်အလွန်မြတ်သည်မဟုတ်လောမစိုးရင်ကြနဲ့ဆိုတဲ့စကားနောက်ွယ်မှာစိုးရင်တတ်တဲ့လူတဘာဝကိုဖျားသခင်နားလေတယ်ဖျားသခင်သိကျွမ်းတယ်ဆိုတာဒီမှာရှင်းနေတယ်စူဆောင်တတ်ကြတဲ့အမျော်အမြင်ဆိုတာကိုလည်းဖျားသခင်သိပါတယ်ဒါလူတဘာဝထတရားမဟုတ်ဘူးလား ဖျားသခင်ပေးထားတဲ့တရားပဲမဟုတ်ဘူးလားဒီနေရာမှာရှာဖွေတယ်စူဆောင်းပုံမိတယ်ဆိုတာကိုဖျားသခင်ကအပြစ်မပြောပါဘူးလောဘလွန်ကျူးခြင်းကိုသာဥတီပြောနေခြင်းဖြစ်ပါတယ်အဲ့ဒီလိုလောဘလွန်ကျူးခြင်းတွေကြောင့် godless capitalism လို့ခေါ်တဲ့ဖျားသခင်မနှစ်ချိုက်သောအရင်းရှင်စနစ်ကြီးဖြစ်တည်နေတာပဲပေါ့အဲ့ဒီမှာတဲ့အဲ့ဒီ godless capitalism လို့ခေါ်တဲ့ဖျားသခင်မပါဝင်တဲ့လောဘသမားကြီးတွေကို heartless communism လို့ခေါ်တဲ့နှလုံးသားကင်းမဲ့တဲ့ရုပ်ကြမ်းဝါဒီတွေကနေထပြီးတော့တော်လှန်ပစ်လိုက်တာလေကဘာကြီးအပိုင်ပိုင်စုတ်ပြတ်ခက်သွားခဲ့ရတယ်။အောင်မန်းလည်းမထင်ဘူး။ထင်တိုင်းလည်းမပေါက်ဘူး။ပွေးစွန်းတဲ့သမိုင်းကြောင်းကြီးဖြစ်ခဲ့ရတယ်ဆိုတာကိုကျွန်တော်ဘယ်လို့မှမေ့ထားလို့မရနိုင်ပါဘူး။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်25မှ28အဘယ်သူသည်စိုးရိမ်ခြင်းအဖြစ်မိမိအသက်တာကိုတဒောင်ကန့်တိုးပွားစေနိုင်သနည်း။ထို့သော အငယ်ဆုံးသောအမှုကိုမတတ်နိုင်ပြင် တွင်းသောအမှုကိုအဘဲကြောင့်စိုးရင်ကြသည်။နှင်းပင်တို့သည်အဘဲသောသောအဖြစ်ကြီးပွားသည်ကိုဆင်ကျင်လော့။ထိုအပင်တို့သည်အလုတ်လည်းမလုတ်ချီဖြစ်စေခြင်းကမငင်မဝင့်။သို့တော်လည်းဘုံကြီးသောရှောလမုန်မင်းကြီးအဝတ်သည်ထိုအပင်တပင်ဤအဝတ်ကိုမမိဟုငါဆို၏။ရှမ်းတောင်တန်းကြီးတွေတရားပြည်နယ်တောင်တန်းကမြို့ကြီးတွေပေါ်မှာကျွန်တော်အကြကြီးနေခဲ့ပူပါလေ။နှင်းသောတဲ့နန်းနဲ့ခင်းမှာခေါင်းထောင်နေတဲ့ပန်းရိုင်းကလေးတွေကိုကြည့်ရင် ဒီကျမ်းစာရဲ့အနှစ်သာရကိုနှလုံးသားကနေကောင်းကောင်းကြီးထိမိစွာဆင်ကျင်စေနိုင်ပါတယ်။ကျွန်တော်ရန်ကုန်မန္တလေးတို့လို မြို့ကြီးပြကြီးတွေကခြံနေထဲမှာတယုတ်တရမွေးယူထားရတဲ့အလှတရားတွေဟာအဲ့ဒီဒေဝဒေမာတော့ကဘာဝအလျောက်အရင်မန္တလေးများဖြစ်နေပါတယ်။ဒါပေမဲ့ကျေးဇူးတော်ကို သူတို့ချီးမွမ်းနေကြတယ်လို့ကျွန်တော်နှလုံးသားထဲမှာခံယူမိပါတယ်။အငယ်28ယုံကြည်အားနေသောသူတို့ ယနေ့အသက်ရှင်လျက်လက်ဖြံမိဖို့တဲ့သို့ရောက်သောတောမြက်ပင်ကိုဖျားသခင်သည်ထိုသောသောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျင်ထိုမြမကတင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လောမိတ်ဆွေများခင်ဗျာညက်တွေစပတိမဆောက်တတ်တာမှန်တယ်လို့တောပန်းတွေဟာလည်းရက်ကန်းမရက်တတ်တာလည်းမှန်ပါတယ်ဒါပေမဲ့လူသားကိုတော့ကြီးဆောက်ဖို့ကြီးငင်ဖို့အဝတ်ဆင်ဖို့ရက်ကန်းရက်ဖို့ဖျားသခင်အလိုတော်ရှိပါတယ်လူညံနဲ့လူတွေကိုလည်းအဆင့်မြင့်ပြီးတော့ဖျားသခင်ကောင်းကြီးပေးထားပါတယ် တခုပဲမှာပါတယ်လောဘလွန်ကျူးခြင်းမရှိရဘူးတဲ့အသက်တရားဟာဒီအရာတွေထဲမှာတည်မနေတဲ့အတွက်လောကဆွဲလန်းခြင်းတွေမှာနစ်မြုပ်ပြီးမနေကြရဘူးလို့ဆုံးမနေပါတယ်အငယ်29မှ31ထို့ကြောင့်အဘယ်သို့စားရအန်ဒီအဘယ်သို့တောက်ရအန်ဒီဟုမရှာဖွေကြနဲ့လောကမှွေနှောက်ခြင်းလည်းမရှိကြနဲ့ထိုအရာများကိုလောကီသားအမျိုးမျိုးတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကို သင်တို့သည်အဖုံးလိုเจ้าကိုသင်တို့အဖသိတော်မူ၏။သင်တို့မူကားဖျားသခင်နိုင်ငံတော်ကိုရှာကြလော့။နောက်မှထိုအရာများကိုဖတ်၍ပေးတော်မူလတံ။အဖြေတစ်ခုဖတ်ပြီးတော့ရပြန်ပြီ။သူပေးမှာဘို့လို့သူမပူပန်စေချင်တာပဲ။ရှင်းနေပြီမဟုတ်ဘူးလား။တခုချွင်းချက်ကတော့ဖြောင်းမှချင်းတရားနဲ့ဖျားသခင်နိုင်ငံတော်ကိုအရင်ရှာကြအောင်တဲ့။နောက်မှလိုရာတွေကိုငါပေးမယ်တဲ့။ဒါကြောင့် ပေးသနာတော်မူသောယေရှုရှင်ရှိလို့သာ စားဖောက်နေထိုင်ရတဲ့ကိုဘဝအသက်တာအမှန်ကို ကိုသိနာလေကြသူ့ဆန္ဒနဲ့မကိုက်ညီတဲ့မတော်လောဘတွေမတက်ကြနဲ့ဆိုတဲ့အဖြစ်ဟာဒီနေရာမှာရှင်းရှင်းကြီးပေါ်ထွက်နေပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်32မှ34ဖိုးစုငယ်တင်တို့သည်မကြောက်ကြနှင့်တင်တို့အဖသည်တင်တို့အားနိုင်ငံကို ပေးခြင်းကအလိုရှိတော်မူ၏တင်တို့ဥစ္စာများကို ရောင်း၍ဆင်းရဲသားတို့အား စွန့်ကျဲကြလော့မဆွေးမဟောင်းတတ်သောအိတ်တို့ကိုကိုသုံးဖို့လောက်ကြလော့အခိုးမရောက်ပိုးများမဖြက်စည်းရအယက် ကောင်းကင်ဘုံ၌မကုံမဆုံးနိုင်သောဗန္တာကိုစီးပူးကြလော့အเจ้าမူကားအကျင်အယက်၌သင်တို့ဤဗန္တာရှိထိုအယက်တို့သင်တို့စိတ်နှလုံးရောက်တတ်ဤမိတ်ဆွေအပေါင်းတို့ခမညာလူသားတိုင်းလူသားတိုင်းဟာ အရာရာကိုစွန့်ခဲ့ရပြီးဖေသွားကြရမှာအမှန်ပဲဖြစ်ပါတယ်ဖေပြီးပြီးအချားမဲ့မှလည်းတရားစီရင်ခြင်းကို ပစ္စည်းနဲ့လူဒန်းစားအဖြစ်သာရင်ဆိုင်ကြရမှာအေကံအမှန်ဖြစ်ပါတယ်။ကြောက်စရာမကောင်းဘူးလား။အဲ့ဒီလိုကြောက်တတ်တယ်ဆိုရင်တော့ထာဝရအသက်လမ်းကိုသာရှာကြပေတော့လို့အားပေးလိုက်ပါစေ။သခင်ကိုစောင့်မျှော်ခြင်းဆိုတဲ့အကြောင်းနဲ့ဆက်လက်နားဆွင့်ကြပါဦးစို့။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်35မှ40။သင်တို့သည်ကာဗန်စီရဲ့စီမီထွန်ရဲ့နေသဖြင့်သခင်သည်မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍တကားကိုခောက်သောအခါ ချက်ချင်းဖွင့်ခြင်းကသခင်လာမီကိုမျောလင့်၍နေသောကျွန်ကဲ့သို့ရှိနေကြလော့အချင်းကျွန်တို့သည်စောင့်ရဲ့နေပြီကိုသခင်သည်ပြန်လာ၍တွေ့ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏ငါအမှန်ဆိုသည်ကသခင်သည်ခါပန်းစည်းရဲ့ကျွန်တို့ကိုစပွဲ၌ဖျောင်းစေပြီးမှကိုယ်တိုင်လာ၍သူတို့အားလှုပ်ကြွေးလိမ့်မည်ငှက်ချက်တီးအချင်းဖြစ်စေသုံးချက်တီးအချင်းဖြစ်စေသခင်သည် လာ၍ထိုတို့တွေ့ရင်ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏အင်းရှင်သည်သခိုးလာမိအချင်းနာကြီးကိုသိရလျှင် မိမိအိမ်ကိုမထွေးမဖောက်စေခြင်းဟာစောင့်နေလိမ့်မည်ကိုသင်တို့သိကြ၏ထို့ကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလော့အကြောင်းမူကားသင်တို့မထင်မမှတ်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ဟုမိန့်တော်မူ၏ဒီအချက်ဟာအခြေခံအားဖြင့်ဣသရေလလူမျိုးတော်ကိုရည်ညွှန်းတယ်လို့ဆိုရပေမဲ့ဒီကနေ့ကျွန်တော်တို့အသင်းတော်များဟာခရစ်တော်ဒုတိယအချိန်ကြွလာတော်မူခြင်းကိုတရိသာစောင့်မျှော်ကြဖို့ဆုံးမလိုက်ခြင်းပဲဖြစ်ပါတယ် ယုံကြည်သူတို့အဖို့ခရစ်တော်ကိုစောင့်မျှော်နေကြရတာဟာထူးကဲတဲ့အရာသာတစ်မျိုးဖြစ်ပါတယ်။ကယ်တင်ရှင်ကြွလာတော်မူတဲ့အချိန်ကို အမျိုးမျိုးတွေးလို့သာရတယ်။အတိအကျပြောလို့ဘယ်သူမှမရနိုင်ပါဘူး။ဒါဟာဖခင်သခင်သခင်ခရစ်တော်ရဲ့အလုပ်ပါ။ကျွန်တော်ရဲ့အလုပ်လည်းမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်ဟာတာဝန်ကြည်စွာနဲ့ဆုတောင်းလျက်စောင့်နေကြလို့ဆိုတဲ့တခြားခရစ်ဝင်ကျမ်းတွေကစကားတော်နဲ့အညီစောင့်မျှော်နေကြဖို့တာဝန်သာရှိပါတယ်။ဒါတော့လာမယ်မလာဘူးဆိုတာတွေကို လူချင်းချင်းကော့ညံလေးလက်တော့လောက်နဲ့ညင်းခုန်နေကြဖို့တာဝန်မရှိပါဘူးမင်္ဂလာဆောင်ကပြန်လာတဲ့သခင်ဆိုတာကနေသခိုးကိုပြောင်းပြီးတော့ပုံဖော်လိုက်တာကတော့မမျောလင်းသောအပြောင်းလဲဆိုတဲ့အချက်ကိုပေါ်လွင်စေပါတယ်သက်သာလောနိဩဝါရစာပထမစာဆောင်အခန်းကြီး9အငယ်1မှာတမန်တော်ကြီးရှင်ပေါ်လူဖော်ပြတာကိုအခုလိုတွေ့ရပါတယ်သခိုးဒီညအခါလာတဲ့ကဲ့သို့သခင်ဖျားကြီးနေရသည်လာလိမ့်မည်ဆိုတဲ့အချက်ပါဒါကိုတချို့ကျမ်းစာကိုတိတိကျကျမစင်စားတဲ့လူတွေက သခိုးနဲ့သခင်ကိုနှိုင်းတာမကောင်းဘူးဆိုတာမျိုးတွေးတယ်။ကျွန်တော်ကတော့အနှစ်သာရဘိုင်းကိုပဲယူပါတယ်။သခိုးတို့လောကရန်တရားတို့သေခြင်းတို့အကုသို့တို့ဆိုတာမျိုးဟာအချိန်အတိကျရှိလို့လား။ဖိတ်စာကန်းထားလို့လား။အခုနေမြာစာရေးမဲမဲလေးနဲ့ကိုသေမဲနေကိုလာပြီးတော့ခမရတော့ဘယ်နေ့ဘယ်အချိန်မှာသေမဲကခေါ်နေပြီးကြွခဲ့ပြီးတော့ဆိုပြီးတော့မြအတိအကျဖိတ်စာကန်းရင်လေ။အဲ့ဒီနေ့မတိုင်ရင်ကလေးကစိတ်တစယောဂာနဲ့ကြိုတင်ပြီးလုံပါပါကြမယ်မဟုတ်ဘူးလား။ဒါကြောင့် ခရစ်တော်ကြွလာမယ်အချိန်ကိုဘေးရင်ကက်လို့တက်မနေကြပါနဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းတို့နဲ့သာစောင့်မျှော်နေကြပါဖျားသခင်ရဲ့ကောင်းကြီးကိုငန့်လင့်နေကြပါလို့ပြောပြရစီဆူတောင်းလျက်စောင့်နေကြလောလို့ခရစ်ဝင်ကျမ်းများကတော့အားပေးနေပါတယ်ခင်ဗျာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7နှစ်အငယ်52မှ46အကေဖျားကအင်ရှင်သည်မိမိအိမ်သားတို့အားအချိန်တန်လျင်အစာအဖောက်တို့ကိုဝေပန်စေခြင်းက ်အိုးအချုပ်ခံထား၍သစ္စာနှင့်၎င်းသတိပညာနှင့်၎င်းပြည့်စုံသောကျွန်ကအဘယ်သူနည်းအချင်းကျွန်သည်ဤသို့ပြုရက်နေသည်ကိုအရှင်သည်ပြန်လာ၍တိတ်ထိုးကျွန်သည်မင်္ဂလာရှိ၏ငါအမှန်ဆိုသည်ကအရှင်သည်မိမိဥစ္စာရှိသမျှတို့ကိုထိုးကျွန်၌အလိမ်ကြီးသို့မဟုတ်မူကအချင်းကျွန်ကငါအရှင်လာခဲ့လိမ့်မည်ဟုစိတ်ထဲ၌အောက်မေ့သည်နှင့်ကျွန်ချင်းယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်စားဖောက်ရင်မှုလျက်နေ၏ထိုးကျွန်မကြည့်မမျှော်သောနေ့ မကြားမသိသောအချိန်နာရီ၌သခင်သည်ရောက်လာလျင်ထိုကျွန်းကို ပြင်းစွာဆုံးမကွက်မြက်၍တစ္ဆာမရှိသောသူတို့နှင့်တကွနေရာချလက်တံအချင်းကျွန်းသည်မိမိသခင်အလိုကိုသိလျက်နှင့်အသိမနေသခင်အလိုကိုမဆောင် ထိုကျွန်းသည် များစွာသောဒဏ်ကိုခံရ၏သခင်အလိုကိုမသိဘဲလျက်ဒဏ်ခံတိုက်သောအမှုကိုပြုမိသောသူမူကားအနည်းငယ်သောဒဏ်ကိုသာခံရ၏အချင်းသူသည်များစွာသောကျေးဇူးကိုခံရ၏ထိုသူသည် အများကိုဆက်ရ၏ အကျဉ်သူ၌များစွာသောဥစ္စာကို အနှိမ့်ထိုးသူကိုများစွာ တောင်းလိုက်မည်မိတ်ဆွေအပေါင်းတို့ခမညာကောရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး9အငယ်30မှာအခုလိုဆိုထားပါတယ်အကြောင်းမူကားငါတို့ရှိသမျှသည်ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအသီးသီးခံခြင်းကခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရကြမည်ဆိုတဲ့အချက်ဖြစ်ပါတယ်ကျေးဇူးတော်အပေါ်မှာမချေမငံမလုပ်ရပါဘူး သခင်ကိုစောင့်မျှော်ရင်းနဲ့ကို့ဘဝအသက်တာခြေလမ်းများဟာဖခင်သခင်အပေါ်မှာအစဉ်တစ္ဆာရှိရလိမ့်မယ်။ရိုးရိုးကြိုးကြိုးလည်းရှိရလိမ့်မယ်။လိုက်နာစောင့်ထိန်ရမယ်ဆိုတာဒီကိုတမန်တရားဟာအစဉ်တစိုက်တရိပ်ပေးနေပါတယ်။လူသားတို့အား क्वे ပြားစေသောသခင်ဆိုပြီးတော့ဆက်လက်တင်ပြပြရစေအောင်။ရှင်လုကာခရွင့်ကျမ်းအခန်းကြီး7အငယ်49မြေပေါ်မှာမီးလောင်စေခြင်းကငါလာသည်ထိုမီးမညှိမီတိုင်းအောင ငါဤအလိုမပြည့်စုံအကျွေးမဲ့မှန်ကန်လိုက်လေခြင်းလို့ကျွန်တော်ကတော့သိမိပါတယ်ခရစ်တော်ပေါ်ထွန်းပြီးကြတဲ့အလင်းတရားရှိပါရဲ့နဲ့မှောက်မိုက်တဲ့ကဘာဟာကြမ်းတမ်းတဲ့သမိုင်းကြောင်းကြီးကိုနှစ်ပေါင်း၂000နီးပါးကြုံတွေ့ခဲ့ရပါတယ်ဒီကြားထဲရပဲကဲတင်ရှင်အပေါ်မှာဂရက်တီထိုးနဲ့တိုက်ခိုက်နေကြစေပုတ်ခတ်စော်ကားနေကြစေပဲဖြစ်ပါတယ်ဒါဟာခရစ်တော်အားဖြင့်ဒီကဘာလောကကြီး ချိန်ပြီးအောင်တယ်လို့ဖြစ်နေရခြင်းရဲ့သက်သေပါပဲအငယ်90ဗတ္တိဇံတစ်ခုကိုလည်းငါခံစရာရှိ၏ထိုဗတ္တိဇံကိုမခံမီတိုင်အောင်ငါသည်အလွန်ကြီးငွေသောစိတ်ရှိ၏ဒီကျမ်းကိုတည်တည်ချာစဉ်းစားကြည့်ကဲတင်ရှင်ဟာသူ့ကိုယ်ကိုသူလူလောကအတွက်အသေးခံရမယ်ဆိုတာကိုပေါ်ပြလိုက်ခြင်းပါလေအငယ်53မှ53မြေပေါ်၌ညင်သက်ခြင်းကိုပေးအံ့သောငါငါလာသည်ဟုထင်ကြသလော ထိုးသောသောအလိုငါငါလာသည်မဟုတ် အချင်းချင်း क्वे ပြစေခြင်းဟာငါလာသည်ဟုငါဆို၏အဘယ်သို့နည်းဟုမူကားယခုမှစ၍အိမ်တိမ်၌နေသောလူ၅ယောက်တို့သည်၂ယောက်တစု၃ယောက်တစု အချင်းချင်း क्वे ပြလိမ့်မည်အဖနှင့်သာအမိနှင့်သမီးယောက်ခမနှင့်ချွေးမအချင်းချင်း क्वे ပြလိမ့်မည်ဟုမိန့်တော်မူ၏ကဲတင်ရှင်သခင်ခရစ်တော်အပေါ်မှာယုံကြည်သူရှိသလိုမယုံကြည်သူတွေရှိရလိမ့်မည် ဒါဟာကွဲပြားခြင်းအစတဲ့အပြက်လန်းရဲ့အသက်လန်းရဲ့လက်နှစ်လန်းရှိတယ်။ကြိုက်ရလန်းကိုရွေးပြီးတော့လူသားတွေဟာစွန့်စွန့်ဆာဆာရှေ့သို့ချီတက်နေကြပါတယ်။အချိန်တန်တော့လေပေခြင်းတရားဟာလူဘဝကိုဏိကုံးချုပ်ခိုင်းလိုက်တာပါပဲ။ပေခြင်းရဲ့နောက်မှာအသက်လန်းရှိချောင်းကိုအားလုံးသိကြမယ်ဆိုရင်ဘလောက်ကောင်းမလဲလို့ကျွန်တော်တွေးမိပါတယ်။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်54မှ56 တပန်းလူအစုအဝေးတို့အားမိန်တော်မူသည်ကသင်တို့သည် အနောက်မျက်နှာ၌မိုးရိပ်တက်ပြီကိုမြင်သောအခါမိုးရွာမည်ဟု ချက်ချင်းဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏တောင်လေလာသည်ကိုမြင်သောအခါနေပူမည်ဟုဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏လျှို့ဝှက်သောသူတို့သင်တို့သည်မြေကြီးမျက်နှာနှင့်မိုးကောင်းကြီးမျက်နှာကိုပိုင်းခြား၍သိနိုင်ကြ၏ယခုကကလာကိုအဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်းလူသားဟာ ိုယ့်ရဲ့အသည့်တရားကိုအဟုတ်ကြီးမှတ်တတ်ကြပါတယ်အခုကုလသမဂ္ဂဆိုတာဟာငြိမ်းချမ်းရေးအတွက်ဖွဲ့စည်းထားခဲ့ပါတယ်ဒါပေမဲ့သေသေးချာချာစဉ်းစားလိုက်တော့ငြိမ်းချမ်းရေးကိုရအောင် လုပ်ပေးနိုင်မနိုင်တော့မသေးကြဘူးရန်ဖြစ်လို့အကောင်းဆုံးနေရာကြီးတစ်ခုဖြစ်နေတယ်ဆိုတာကတော့အသေးချာပဲလို့ကျွန်တော်စွပ်စွဲခြင်းပါတယ်ဟုတ်ပါတယ်ခရစ်တော်ဒုတိယအချိန်ကြွလာတော်မမူမချင်းဘယ်တော့မှဒီလူပောင်လူလောကကြီးဟာ မကြင်ကြမ်းနိုင်ဘူးလို့အလေးအနက်ယုံကြည်မိပါတယ်ခင်ဗျာနောက်တစ်ချိန်စီစဉ်မှာရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး73နဲ့ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး74အခန်းငယ်1ကနေအခန်းငယ်24အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ် ီတော်သူများအားလုံးအပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေရှင်